မိတ်ဆွေများကျမ်းမာဘေးကင်းကြပါစေလို့ဆုတောင်းပါတယ်ဒီနေ့ဒီ new disa channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ channel ကိုထုံးတမ်းတိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီ leak ကတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖက်ကနေကူတိုက်ပေးနေတဲ့ BGF ဗိုလ်တင်ဝင်တပ်ဖွဲ့အထိနာတယ်လို့သိရပါတယ် နောက်ပြီးတော့ဒီလေးရဲမြောက်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ကအလောင်းတွေပုံနေတယ်လို့လည်းသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။ပြီးတော့ဒီကပ္ပဆ6ဟနီတိုက်ပွဲတွေအတွင်းကိုတီတက်မဆုံတက်ရင်းဆုံကတပ်ဖွဲ့ဝင်တွေကိုအင်အားအလုံးရင်းနဲ့ပြန်ပြီးတော့စစ်ကောင်စီကအင်အားဖြည့်နေတယ်လို့သိရပါတယ်။ပြီးတော့ဒီမော့ဆိုဖရူဆိုလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက်စစ်ကောင်စီတပ်ကဒီနေ့ဒီထိုးသစ်စင်တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။ပြီးတော့ရေးကြီးအမြောက်တပ်အနီးမှာဒီတိုက်ပွဲမဖြစ်တာကြာတဲ့ နေရာပေါ့အဲ့ဒီနေရာမှာဒီတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်ခင်ဗျာနောက်ပြီးတော့ဒီမကြသေးခင်ကဖြစ်ခဲ့တဲ့ခင်ဦးနဲ့ရွှေဘူအဆက်တိုက်ပွဲမှာတေဆုံးသွားတဲ့တပ်မခုံခုံကဒီတည်ရမှုအပါဝင်စစ်သားလောင်းတွေကိုသူတို့လာရောက်မကောက်ယူတာကြောင့်ဒီ PDF တွေကနေပြီးတော့အဆင်ပြေတယ်လို့ကြည့်ပြီးမြုပ်ပေးလိုက်ရတယ်လို့သိရပါတယ် ဒီစစ်တပ်ကအဝေးပြေးခီးစက်တဲ့ကားတွေပေါ်မှာလိုက်ပါလာတဲ့ခီးသွွားလူငယ်တွေကိုဆွဲချပြီးတော့စစ်မှုထမ်းဖြေပေါ်တာဆွဲဖမ်းသိနေတယ်လို့သိရပါတယ်။ဟုတ်ကဲ့ဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်ခင်ဗျာဒီကနေ့အတွက်တော့ဒီသောသောတင်ပြပေးခဲ့သလိုပဲပထမဆုံးသတင်းအနေနဲ့ကတော့ League ကဘက်ကတိုက်ပွဲအခြေအနေကိုတင်ပြလိုပါတယ်။ဒီကရင်ပြည်နယ်မြောက်ဝတီမြို့တောင်ဘက်က League ကမြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာအထိနာနေလို့ ဒီကရင်နယ်ကြားတောင်တက် BGS ရဲ့တိုက်ရင်တချို့ကကူတိုက်ပေးနေတယ်လို့ GNU တပ်မ6နယ်မြေကတော်လိုင်းရေးသတင်းအရင်းမြစ်တွေကပြောကြားပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ဟာ၄ကီကော်မျိုးတစ်စီကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ရမှာ BGS ရဲ့ဗိုလ်တင်ဝင်းအဖွဲ့က၄ကီကော်ရဲ့အရှိမြောက်ဘက်မဲဝါခီရွာဘက်ကနေစစ်ကြောင်းကူထိုးလာပြီးတော့ BGS ရဲ့မုတ်တုံအဖွဲ့ကဒီလေကေကော်ရဲ့အနောက်မြောက်ဘက်ကကြောက်ကူရွာဘက်ကနေစစ်ကြောင်းကူထိုးလာတယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောကြပါဗျာ ဒီမေဝါကီရွာဘက်ကချစ်ချောင်းထိုးလာတဲ့ဘူတင်ဝင်းတပ်ဖွဲ့ထိနာနေတယ်လို့လူလူຫນွေဦးတရင်ဌာနကစုံစမ်းသိရှိရတယ်လို့ပြောပါတယ်သူတို့ကကူတိုက်ပေးနေတာလို့တရင်ထွက်တာပေါ့တေချာတယ်လို့ပါပဲဘူတင်ဝင်းရဲ့လူတွေလည်းထိတယ်ကြားတယ်လို့တပ်မ6နယ်မြေကတော်လိုင်းတရင်ရင်းမြစ်သူကပြောဆိုပါတယ်ဒီဒီနေ့စက်တင်ဘာလ25ရက်မှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးတော့တိုက်ပွဲအတွင်းမှာတေဆုံးနေတဲ့စစ်ကောင်စီတပ်သားလောင်းတွေစုပုံနေတယ်လို့လည်း၎င်းကဆက်ပြောပြပါတယ်ခင်ဗျာ ဒီစစ်ကောင်စီတပ်ဟာစစ်မှုထမ်းဥပဒေနဲ့မတရားခေါ်ဆောင်ထားတဲ့ပြည်သူစစ်တပ်သားတွေကိုမူရစေးတွေကျွေးပြီးတော့ရှေ့ကတခိုင်းတယ်လို့သိရပါတယ်။ဒါကြောင့်စေးကြောင်ပြီးအသိစိတ်လွတ်တယ်လို့ရှေ့ကတက်လာတဲ့တပ်သားတွေတည်ဆုံမှုအများဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ဟာလက်တလုံးမှာတော့လေးကိတ်ကော်မြို့တဲ့နားမှာပဲရှိနေပြီးတော့မြို့ထဲကိုဝင်လို့မရသေးပါဘူး။စစ်တပ်ဟာစက်တင်ဘာ22ရက်ကစတင်ပြီးတော့တပ်မနှင်းနဲ့ တက်မှ99လက်ခံတက်တွေကိုစုစည်းပြီးတော့အင်အား900လောက်နဲ့စပြီးစစ်ကြောင်းထုတ်လာတာပါမြောက်ရီမျိုးတောင်တက်အမှတ်2.5ခြေလင်းတက်ရင်ကနေလက်နက်ကြီးနဲ့ဆက်မပြတ်ပြစ်ကူပေးနေပါတယ်ဒီထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့စစ်ကြောင်းတွေကိုကန်ယူတက်မှ6ဦးဆောင်တဲ့တော်လိုင်းပူပေါင်းတက်တွေကမြို့မကြဖို့အပြစ်ဒဏ်ခုခံနေသေးဖြစ်ပါတယ်ခင်ဗျာ နောက်ဘကူတိုင်းအတွင်းကဒီကပ္ပဆ6နီးမှလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်အဲဒါကြောင့်ဒီစစ်ကောင်စီကသူ့ရဲ့တပ်တွေကိုအင်အားဖြည့်ပြီးတော့တိုက်ခိုက်နေတယ်လို့လည်းဆိုပါတယ်ဒီဘကူတိုင်းအနောက်ချမ်းအုံရှိပင်မြို့နယ်နီးမှရှိတဲ့ကပ္ပဆ6ဒီချီယာနယ်မြေအတွင်းကိုစစ်ကောင်မရှင်ကတပ်ရင်းတပ်မအစုံတပ်ဖွဲ့ဝင်တွေကိုအင်အားလုံးရင်တုံးပြီးတော့ဒီပို့ဆောင်ထားတယ်လို့သိရပါတယ်ခင်ဗျာ အခုစက်တင်ဘာလအတွင်းတိုက်ပွဲမှာပြန်လည်ပြင်းထန်လာတဲ့ကပ္ပဆာ6နီးညောင်ခြေထောက်နဲ့ညောင်ကျိုးတိုက်ပွဲတွေအတွင်းကိုဒီမော်လိုက်အခြေစိုက်အမှတ်30စစ်စင်ရေးကုကဲမှုဌာနချုပ်ကတပ်ရင်းတပ်ဖွဲ့တွေကိုပါပို့ဆောင်ထားကြောင်းလည်းသိရပါဗျ။ဒီညောင်ကျိုးရိုးဘော်ကိုအရာအပြည့်ပါတဲ့စစ်ရင်နံ၄စီးမောင်းနေသွားတာရှိတယ်။လုံငန်း၃ရင်စီနိုထရက်အစ်စ်တွေဖြစ်ပြီးတော့ရန်ကုန်တိုင်းစစ်ထဏာချုပ်တဲကထွက်လာတယ်လို့ယူဆရတယ်လို့ဒီစစ်ရေးတရင်ရင်းမြစ်ကအယောက်တွေတိုင်းတရင်ဌာနကိုပြောဆိုထားတာဖြစ်ပါတယ်။ ဒီစင်လန်အနိတိုက်ပွဲတွေကိုပို့ဆောင်ခံထားတဲ့စကကတ30တိုက်ရင်တချို့ကတော့မရေယာတပိတ်ချင်းနယ်မှာတိုက်ပွဲဝင်နေ ရာကနေပြီးတော့စစ်ကောင်စီကအဲအားလူအချက်ကြောင့်11တိုက်စစ်ထနာချုပ်အပိုင်တွေကထုံနှုတ်ခေါ်ဆောင်လာတာဖြစ်တယ်လို့လည်းတရင်ရင်းမြစ်တွေထံကနေသိရပါတယ်ဒီခမရ362ကလေးခမရ364 365မော်လိုက်ခမရ368ဖောင်းပြင်တိုက်ရင်လေးရင်မှာတိုက်ပွဲတွေရောက်ရှိနေပြီးတော့ ဗတ္ထုတင်နှံကြောင်းစင်းများကိုရွေးချယ်အင်အားဖြည့်ထားတာလို့သိရပါတယ်ဒီဓာတ်ပြင်စစ်ကောင်မချင်းကအမှတ်20စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတပ်တွေကိုလည်းပရောင်တက်နယ်အတွင်းပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်းသတင်းမိတွေကအသိပေးထားပါတယ်ခင်ဗျာဒီစစ်ကောင်မရှင်ရဲ့ကပ္ပစ6ကာကွယ်ပစ္စည်းထုတ်လို့ရေးဆက်ယုံကိုကာကွယ်နိုင်ဖို့အတွက်ဒီစစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းတွေအပြင်အထူးဆောက်လုပ်ရေးတပ်ရင်းတွေကိုပါအုံရှိပင်မြို့နယ်မှာ ဒီခေါ်ယူပြီးတော့ကာကင်စကန်တွေဆောက်လုပ်ဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီဓာတ်ပြင်ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကလည်းညောင်ကျိုးပေါ်နဲ့ဆင်လန်ရွာအနီးကာကင်စကန်တွေမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီးတော့စစ်ကောင်မရှင်တပ်ကတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာသူတွေကိုလူနာတင်ရင်3စီးနဲ့ပြည်မြို့ကိုတည်ဆောင် သွားတဲ့အကြောင်းလည်းသိရပါတယ်။ဒီစစ်ကောင်မရှင်ဟာညောင်ကျူးညောင်ချီတော့နဲ့စင်လန်ရွာအနီးတိုက်ပွဲတွေမှာဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တေဆုံးတာတွေများနေတဲ့အတွက် ပြည်နယ်အနှံ့မှာတက်ဖြန့်ထားတဲ့တရင်တွေကိုပါပြန်လဲခေါ်ယူပြီးအင်အားဖြစ်နေရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်ဒီမော့ဆိုဖရူဆိုလမ်းပိုင်းကတိုက်ပွဲနောက်ဆုံးအခြေအနေကိုတင်ပြလိုပါတယ်။ဒီကရင်ပြည်နယ်ဒီမော့ဆိုမြို့ကိုပြန်ထိန်းချုပ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဟာဒီမော့ဆိုဖရူဆိုလမ်းပိုင်းကိုထိန်းချုပ်ဖို့ထိုးစစ်ဆင်နေပြီးတော့ဒီတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်စီးရေးသတင်းမြစ်အချို့ကပြောဆိုကြပါတယ်။ ဒီစစ်ကောင်စီတပ်ဟာဒီမော့ဆူကနေဖရူဆူမြို့နယ်ဘက်ကိုထိုးသစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စစ်ကောင်စီစစ်ကြောင်းကဖရူဆူမြို့နီးကို ရောက်ရှိလာပြီလို့လဲဆိုကြပါတယ်။မနေ့ကတညလုံးဒီကနေ့စက်တင်ဘာလ25ရက်မနေ့ပိုင်းထိတိုက်ပွဲတွေဖြစ်နေတယ်စစ်ကောင်စီကဒီမော့ဆူကနေပြီးတော့ဖရူဆူမြို့နယ်ဘက်ကိုထိုးနေတာလို့မြေပြင်အခြေအနေသိရှိသူဒီမော့ဆူဒေသခံမြို့သူတို့ကပြောပါတယ်။ ကင်းနီပြည်တပ်ပေါင်းစုံဦးစီးအဖွဲ့ကလည်းဒီစစ်ကောင်စီတပ်ဟာဒီမော့ဆိုဖရူဆိုထားတဲ့လမ်းပိုင်းကိုစစ်ကြောင်းထိုးကာတွေပြုလုပ်နေပြီးတော့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်တာတွေကိုပြုလုပ်နေတယ်လို့ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါကြောင့်လူထုအနေနဲ့အဲ့ဒီလမ်းပိုင်းကိုအတုံးမပြူချဖို့နဲ့အရေးကြီးကိစ္စရှိရင်တော်လိုင်းရဲတပ်တွေစီကိုမင်းမြန်ပြီးမှသာဖြတ်တန်းသွားလာကြဖို့ KNP တပ်ပေါင်းစုံဦးစီးအဖွဲ့ကတိုက်တွန်းထားပါတယ်။ ဒီကရင်နီတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ကရင်နီပြည်နယ်ဒီမော့စုမြို့ကိုစစ်ကောင်စီဘက်ကနေပြီးတော့ပြီးခဲ့တဲ့အောက်ဂုလစကူရနေ့မှာပြန်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။နောက် ERD တိုင်းဒီရေကြီးအမြောက်စကန်နီးမှာလည်းတိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့ဆိုပါတယ်။ဒီ ERD တိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်344အမြောက်တပ်အနီးမှာရှိတဲ့ကျေးရွာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။ ရေကြီးမြို့နယ်အတွင်းမှာပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကစပြီးတော့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီးတော့တိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့အကြောင်းသတင်းရင်းမြစ်တွေထံကနေပြီးတော့သိရပါဗျ။ဒီလက်နက်ငယ်အပြန်အလှန်ပြစ်ခတ်တံတွေပြန်ကြားရတဲ့ဒရုန်းဘုံတွေလည်းကျဲတယ်ပြီးခဲ့တဲ့တစ်ပတ်လောက်ကပဲလေရင်နဲ့ရေကြီးရွာတွေဘက်မှာကျဲခံရတဲ့တိုက်ပွဲပြန်ဖြစ်နေပါတယ်လို့ရေကြီးဒေသခံတို့ကပြောဆိုပါဗျ။ ဒီစစ်ကော်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မနေ့3နိုင်လောက်ကစပြီးတော့ရေကြီးရှိငှက်တိုက်မြတ်တူစီစုံကုန်းကျေးရွာတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်ကော်မရှင်ကရက်ကတ်တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေခုံလုံ꿰မရှိသေးဘူးဆိုပြီးတော့ရေကြီးအမြောက်တပ်အနီးမှာရှိတဲ့ကျေးရွာတွေကိုလည်းအောက်ကုလနောက်ဆုံးပတ်ကစပြီးတော့ပြောင်းရွှေ့ခိုင်းထားကြောင်းလည်းသိရပါတယ်ခင်ဗျာ။ ရင်းနှသားစစ်စေးကိန်းနဲ့ငတိုင်းချောင်းလမ်းတစ်လျှောက်မှာလဲကာကင်းစကန်းငယ်တွေတိရှောက်ထားကစီရစ်ပြင်ဆင်ထားပြီးတော့အမြောက်တပ်၃လေးလေးအတွင်းကိုလဲကြီကာဝစ်စုံအပြည့်ဝစ်ဆင်ထားတဲ့စစ်ကွန်ရှင်တပ်ဖွဲ့ဝင်တွေကိုစစ်ကားကြီးတွေနဲ့ခေါ်ယူအားဖြည့်ထားကြောင်းလဲဒေသခံတွေထံကနေပြီးတော့သိရပါဗျ။စစ်ကွန်ရှင်ကလေးမျက်နှာအဆက်မှရှိတဲ့ဆက်ဆက်ရှူရွာမှာလဲစစ်ကြောင်းထိုးအားဖြည့်နေတဲ့အတွက်အေအေပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေရှိနေတယ်လို့သိရပါဗျာ။ နောက်တဲ့င်းတပုတ်ကတော့သကိုင်းတိုင်းခင်ဦးနဲ့ဒီရွှေဘူအဆက်မှာဟိုတလောကဖြစ်တဲ့တိုက်ပွဲတွေမှာကြာဆုံးသွားတဲ့ဒီတရမှုအပါဝင်စစ်သားလောင်းတွေကိုဒီတက်ဆိုင်ရာက လာပြီးမကောက်ယူတာကြောင့်မို့ PDF တွေကယူပြီးတော့တကြိုလဲရတယ်လို့သိရပါတယ်စက်တင်ဘာလ22ရက်နေ့ကခင်ဦးမြို့ပေါ်မှာရှိတဲ့စစ်တပ်ကရွှေဘူမြို့နယ်အခြေစိုက်လက်ကျင်ရေးရှစ်နဲ့ဒီဘုတ်ကုန်းပြူရွာကိုခိုးချောင်ခိုးဝဲထွက်လာတဲ့အချိန်မှာပြည်သူ့ကာကွယ်တပ်တွေကတိုက်ခိုက်ခဲ့တာမှာ ်ဒီအကျန်းဖက်စစ်တပ်ကဒုတိယဗိုလ်မှူးကြီးအဆင့်ရာရှိနဲ့ဗိုလ်ကြီးမင်းတက်အပါအဝင်စစ်သားအများပြတည်ဆုံခဲ့ပါတယ်။ဒါအပြင်စစ်သားနှုတ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပြီးတော့အများပြဒဏ်ရာချစ်ကစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ဒီစက်တင်ဘာ23ရက်နေ့ကနယ်မြေရှင်းလင်းရေးလုပ်ခဲ့တာပါဒီရှင်းလင်းရေးလုပ်တဲ့အချိန်မှာစစ်သုံးပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ပါသေးတယ်အဖွဲ့ပေါင်းသူနဲ့ရှင်းလင်းရေးလုပ်တာဖြစ်တဲ့အတွက် တချို့အလောင်းတွေကမှတ်တမ်းမရဘူးကျွန်တော်တို့ရှင်းလင်းရေးလောက်တာကလည်းကျွန်တော်တို့ရဲ့နယ်မြေအတွင်းမှာပဲရှင်းလင်းရေးလုပ်နိုင်တာအခုအလောင်းတွေကကုနယ်မြေအတွင်းမှာပဲရှိတဲ့အလောင်းတွေပဲဖြစ်ပါတယ်စစ်ကြောမှာပြက်သွားတာအရေးအတွက်တိကျတော့မရတာလို့ဒီခေယုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါတယ်ဒီစစ်သားတွေတည်ဆုံနေတဲ့တိုက်ပွဲဖြစ်ပွားရာနေရာမှာစစ်တပ်ရဲ့အမှတ်ရှိလေ့ကျင့်ရေးတပ်နဲ့နှစ်မိုင်လောက်သာဝေးတော့တာဖြစ်ပါတယ် ဒါပေမဲ့လက်စစ်တပ်ကလုံးဝအလောင်းလာမကောက်လို့ PDF တီကကောင်းမွန်သွားတယ်ပဲတကြိုပြရတာဖြစ်တဲ့အကြောင်း၎င်းကဆက်လက်ရှင်းပြပါရခင်ဗျာဒီတိုက်ပွဲအတွင်းဖမ်းသည့်ရရှိတဲ့စစ်သုံးမနှစ်ဦးနဲ့တဦးကတော့ဒဏ်ရာရရှိတာကြောင့်စေဝါကုသမှုတွေပေးထားပြီးတော့စစ်ဘက်ဆိုင်ရာဒီတက်ဆိုင်ရာဌာနတွေနဲ့ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့လည်းအတည်ပြုပါရတယ်အဲ့ဒီတိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘူခရိုင်အမှတ်သုံးတပ်ရင်းခင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ဘက်ကဖတိုက်နယ်1235 ပကဖတွေနဲ့ဒီခေဦးမြို့နယ်ပလဖတို့ပူးပေါင်းပြီးတော့တက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကတော့အထူးကမရှိအောင်မြင်ခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာ။ဒီနောက်တစ်ခုကတော့စစ်ကောင်စီတပ်ကဒီစစ်သားစုဆောင်ရေးပုံစံတစ်မျိုးနဲ့လှုပ်လာပြန်ပါတယ်။ဒီပဲခူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာ express ကားတွေပေါ်ကလိုက်ပါလာတဲ့ရန်ကုန်ကပြန်လာတဲ့လူငယ်ခုနှစ်ဦးပါဝင်၉ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ခီးသွားပြည်သူတွေနဲ့ဒေသခံပြည်သူတွေကပြောဆိုကြပါတယ်ခင်ဗျာစတန်ဘလာဆက်ရှင်နေမှာရန်ကုန်ပြည်လမ်းပိုင်းအုပ်ဖို့မြို့နယ်အပိုင်းလက်ဥကုန်းလမ်းဆောင်မှာရှိတဲ့ရန်ကုန်ကပြန်လာတဲ့ express ကားတွေပေါ်မှာလိုက်ပါလာတဲ့လူငယ်ခုနှစ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဓာတ်ပြင်အစိုးရအကြမ်းဖက်စစ်တပ်ဟာအဲ့ဒီနေ့မနေ့၈နှစ်လောက်မှာပဲကိုဝေစုရွာကပြည်သူနှစ်ဦးကိုလည်းထပ်မံဖမ်းဆီးသွားပါတယ် အဲ့ဒီလိုဖန်တီကရတဲ့ပြည်သူတွေကိုဘယ်နေရာကိုဖန်တီသွားတာကိုအတိပြုနိုင်တာမရှိသေးဘဲမိသားစုဝင်တွေလည်းလိုက်လံစုံစမ်းလို့မရသေးဘူးလို့သိရပါတယ်ခင်ဗျာအလားတူပဲမကွေးတိုင်းစနင်းမြို့နယ်မှာအကျန်းဖက်စစ်တပ်ကနန်ထိုက်တော်ဝင် express ကားပေါ်လိုက်ပါလာတဲ့လူငယ်သုံးဦးကိုလည်းပေါ်တာဆွဲဖန်တီသွားတဲ့အကြောင်းဒေသခံပြည်သူတွေက ပြောဆိုကြပါတယ်ဒီစက်တင်ဘာလ24ရက်နေ့မနေ့ 6နိုင်လောက်ကလည်းစလင်းမြို့လက်ပံလမ်းခွဲမှာဒီနန်းထိုက်တော်ဝင် express ကားပေါ်ပါလိုက်ပါလာတဲ့လူငယ်3ဦးကိုကားပေါ်ကိုတက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒီဘေရွာကလူငယ်တွေကိုဖမ်းသွားတာလဲဆိုတော့အတိမပြုတ်နိုင်သေးဘူး။စလင်းမြို့လက်ပံကန်လမ်းခွဲမှာနန်းထိုက်တော်ဝင်မှန်လုံကားပေါ်ပါလာတဲ့လူငယ်3ဦးကိုစစ်ကွေးတွေကကားပေါ်ကနေဆွဲချပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်ခင်ဗျာ။ စတေမလာ25နှစ်ညာပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှသာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်